ဖိလစ်ပိုင်နိုင်ငံအနောက်မြောက်ပိုင်းမှာတိုင်ဖွန်းဖန်ဝါဝင်ရောက်တိုက်ခတ်ပြီးနောက်ရေကြီးရေလျှံမှုတွေနဲ့မြေပြိုမှုတွေဖြစ်ပွားကာလူလေးဦးထက်မနည်းသေဆုံးပြီးလူပေါင်းတိတိကျကျ၄တန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ AB ကဖော်ပြခဲ့ပါတယ်။တိုင်ဖွန်းဖန်ဝါကနိုင်ငံအနောက်မြောက်ပိုင်းတန်းဆက်လက်ရွေ့လျားပြီးထိုင်ဝမ်တန်းဥတည်နေလို့ခန့်မှန်းထားပါတယ်။လူပေါင်း224ဦးသေဆုံးစေခဲ့တဲ့တိုင်ဖွန်းကာမီကြီးဝင်ရောက်ပြီးနောက်ပျက်စီးဆုံးရှုံးမှုတွေကိုဖြေရှင်းဖို့ကြိုးပမ်းနေချိန်ရပ်ပိုင်းကြမှာတိုင်ဖွန်းဖန်ဝါဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ ်ကုန်းကာမေကြီးဟာဖိလစ်ပိုင်ကနေ BNN ထံဆက်လက်ဝင်ရောက်တိုက်ခတ်ခဲ့ပြီး BNN မှာတေဆုံးသူ9ဦးထက်မနည်းရှိပါတယ်။ဖန်ဝါဟာနိုမာ9ရဲ့ညအချိန်မှာနိုင်ငံအရှေ့မြောက်ပိုင်း Aurora ပြည်နယ်ကိုဝင်ရောက်ခဲ့ပြီးမုံတိုင်းကျောက်လေတိုက်နုံဟာတနအီကို185ကီလိုမီတာ135မိုင်နှုန်းနဲ့တိုက်ခတ်ခဲ့ပါတယ်။မုံတိုင်းဟာမြောက်ပိုင်းတောင်တူထက်တဲ့ပြည်နယ်ထံဆက်လက်ဖြတ်တန်းချိန်မှာတပြေးပြေးအားပြော့သွားခဲ့ကတောင်တရုတ်ပင်လယ်အတွင်းထံဆက်လက်ဝင်ရောက်ခဲ့ကြောင်းဖိလစ်ပိုင်မိုးလေဝသဌာနကခန့်မှန်းထားပါတယ်။ကာတန်ဒူရာနက်စ်ပြည်နယ်မှာ ရေကြီးရေရှမ်းမှုကြောင့်လူတအုပ်ရေနဲ့တည်ဆုံးခဲ့ပြီးစာမာပြည်နယ်ကပ်ဘာလူကံမြို့မှာနေအိမ်ပြိုကျမှုကြောင့်တအုပ်တည်ဆုံးခဲ့တယ်လို့တာဝန်ရှိသူတွေကဆိုပါတယ်။နူဘာဝစ်ကာရာပြည်နယ်ကာရာဘာမြို့မှာမြေပြိုမှုကြောင့်တဲအိတ်တိန်နှိမ့်မြုပ်ခဲ့ပြီးခလေးနှစ်ဦးတည်ဆုံးခဲ့ကသူ့ရဲ့မိဘတွေနဲ့ဝမ်ခွဲတော်သူတို့တရားရရှိခဲ့တယ်လို့ရဲအရာရှိသူကပြောကြခဲ့ပါတယ်။တိုင်ဖုန်းမဝင်ရောက်မီလူတစ်သလမ၄တန်းကျော်ဟာအေးဘော်ကဲဆဲစကန်တွေဒါမှမဟုတ်ဆွေမျိုးတွေအိမ်တန်းပြောင်းရွှေ့ခဲ့ကြတာကနိုဝင်ဘာ၁၀ရက်မှာကဲဆဲစင်တာတွေမှာလူ ူ3,800ဆက်လက်နေထိုင်လျက်ရှိပါတယ်။